ိုပိုင်ဆိုင်တာပဲဖြည့်စည်းဖြည့်စည်းသူတော်ကပိုင်တာပဲဖြည့်စည်းဖြည့်စည်းအဖြည့်စည်းတဲ့လူကတော့ဖြည့်စည်းစီတဲ့အကျိုးတရားတွေဖြစ်ပါလေအကြံပိုင်ဆိုင်မှုတွေကိုဘာမဖြည့်စည်းဘူးမတရားမယူဘူးဆိုရင်ဘုရားပိုင်ဆိုင်မှုကိုမဖြည့်ဆည်းဘူး ကိုပိုင်ဆိုင်နာကိုလည်းလှုပ်ချင်တာရှောက်လှုပ်ပြီးတော့ဖြည့်စည်တဲ့လှုပ်တွေကိုမလှုပ်ဘူးဆိုရင်ပိုင်ဆိုင်မှုကလည်းပြည့်စည်မှာမဟုတ်ပါဘူးဖြက်စည်းလို့တာပြက်စည်းတာပါအဲ့တော့ပိုင်ဆိုင်မှုတွေကို ဖြစ်စည်းတဲ့အလုပ်ကိုရှောင်ကျဉ်ရင်လည်းပိုင်ဆိုင်မှုကပျက်စီးမှာမဟုတ်ပါဘူး။ဟောဒီဘာတရားဧတာမှာဒါရုပ်ပိုင်းဆိုင်ရာ နေရာတွေပေါ့အဆောင်တွေပစ္စည်းတွေစေဝါတွေစားစရာတွေယောဂီတွေရှိနေတယ်ဆိုတာလေဒါကပိုင်ဆိုင်မှုတွေကိုကုလိုကောင်းမှုဖြစ်အောင် အသုံးချနေတဲ့အတွက်ပါပဲတစ်ဖက်ကလည်းထိမ့်သိမ်းဆောင်းရှောက်ထားတဲ့အတွက်ပါပဲတရားရိပ်သာအဖြစ်နဲ့ရိပ်သာပိုင်းဖြစ်နဲ့ပေါ့အများပိုင်းဖြစ်နဲ့ထိမ့်သိမ်းဆောင်းရှောက်ထားတယ်တသက်ကြီးထိမ့်သိမ်းတာတော့မဟုတ်ပါဘူးသုံးနေရင်နဲ့ထိမ့်ထားတယ်ပေါ့နေရင်နဲ့ထိမ့်တယ် ပစ္စည်းတွေကိုလည်းအတုံးချနေနေပါထိမ့်သိမ်းထားတယ်ကောင်းမှုကုလို့လို့တွေပြည့်လုံနေနေထိမ့်သိမ်းထားတဲ့အတွက်လည်းရိတ်တာမှာပိုင်ဆိုင်မှုတွေရှိပြီးတော့ရိတ်တာလည်းရှိနေတာပါဘာမှမပိုင်ဘူးဆိုရင်လည်းမရှိမှာမဟုတ်တော့ပါဘူး တော့ဖြက်စည်းတဲ့လူကတော့ပျက်စီးစေတယ်မဖြက်စည်းဘူးဆိုရင်ပျက်စီးမှာမဟုတ်ပါဘူးတော့နားမလည်လို့ဖြက်စည်းခဲ့တာတွေလည်းရှိတဲ့အတွက်လည်းရိတ်တာပိုင်ဆိုင်မှုတွေကလည်းဆုံးရှုံးမှုတွေကတော့ရှိနေတာပါပဲဒါပေမဲ့တစ်ဖက်မှာလည်းအကျိုးရှိအောင်တုံးချမှုကလည်းမပျက်ရှိနေတဲ့အခါကျတော့အသည့်အသည့်တွေပေါ့ရိတ်တာအသည့်အသည့်ယောဂီအသည့်အသည့်တွေ အလူခံရရှိတဲ့ပစ္စည်းငွေကြေးအသည့်အသည့်တရားလည်းမပြတ်ရှိနေပါနဲ့ဒါကောင်းတာလို့လို့ကောင်းတာဖြစ်တာပါအဲ့မှာမကောင်းတာတွေကလည်းရှောင်လို့မရပဲနဲ့ပြည်လုံနေတာတွေကရှိတော့မကောင်းတာတွေကလည်းဖြစ်နေပါတယ်မိသားစုဆိုတာကိုဖြည့်ဆည်းရင်လည်းဒါမိသားစုပြည့်စည်တာပါပဲကိုယ်တိုင်ပဲကိုစော့ကားကြီးဖြစ်စီ သူတို့ဘာသာမယားတွေကိုစော်ကားတွေဖြစ်စေမိသားစုအဖြစ်ကတန်မိုးရှိတော့ဒါကိုပျက်စီးအောင်လုပ်တယ်ဆိုရင်မိသားစုပျက်စီးတယ်ဆိုရင်အကျိုးဖြစ်တာပါပဲအကြောင်းအကျိုးဆိုတာပြုလုပ်တဲ့အကြောင်းတရားတိုင်းအကျိုးဖြစ်တယ်ဆိုတာပုဂ္ဂိုလ်တ attva ရှိတော့မကြည့်ရနဲ့လွတ်လွတ်လပ်လပ်ကြည့်ရင်ထင်ရှားပါတယ်အခု လောက်တာနဲ့ဟိုပဲအခုကပြတ်သွားတာပါပဲအခုဓမ္မမိသားစုဖြစ်ကိုလည်းဒါတန်မိုးထားလို့ဣဒ္ဓဖွင့်ပြီးတော့ဓမ္မမိသားစုဝင်တွေလက်ခံတယ် တော့ဒီလိုလက်ခံတော့လဲဓမ္မမိသားစုတွေတိုးလာတာပါပဲအဲလက်မခံတော့ဘူးမောင်းထုတ်လိုက်မယ်ဆိုရင်လဲဒါပြက်စီးသွားမှာပါပဲအဲလက်ခံတာကောင်းတယ်ဆိုပြီးတော့ဒါလက်ခံနေတော့ဓမ္မမိသားစုတွေတန်နီယာဆွေမျိုးတွေတိုးလာတယ်ဒါလောက်ရင်ဖြစ်တယ်ဆိုတာကောင်းတာလို့ကောင်းတာရင်ဖြစ်တယ်ဆိုတာလေဒါသိတာပါတယ်အခုခီးထွက်မယ်ဆိုတာလေဒါရိတ်တာအစ်တေဖွင့်မယ် စုပေါင်းပြီးတော့ဖျားတယ်ကြမယ်ဒေတာတိဆောက်ရေးလောက်ကြမယ်ပေါ့ဒါကောင်းတာလောက်တာဆိုတော့ဒီမှာလဲလောက်ရှမ်းပြည်ပြန်မှာလဲတွက်လောက်မယ်ဆိုတော့ဒါလုတ်နေတော့လဲဖြစ်နေတာပါပဲဒီမှာလဲရေတာတစ်တွေတိုးနေတာပါပဲနေမှာလဲဒီလိုလုတ်ချင်တဲ့လူတွေနဲ့ပေါင်းပြီးတော့ ြုလုပ်ဖို့ခီးထွက်ခြင်းပါပဲထွက်ခြင်းလို့ထွက်တာမဟုတ်ပါဘူးသွားခြင်းလို့သွားတာမဟုတ်ဘူးအဲဒါကြောင့်သွားခြင်းတာမသွားခြင်းတာအဓိကမကြဘူးလုတ်တင်လို့ပြုလုပ်ခြင်းပါပဲကောင်းတာ လှုပ်ဖို့အတွက်ခီးသွာခြင်းအဲ့ဒီကောင်းတဲ့လှုပ်ရတရားပဲကောင်းကျိုးတွေပေးတယ်ကာကွယ်ဆောင်ရှောက်ပေးတယ်ဖက်မှာလဲအဖွဲ့အစည်းဆိုတော့ အသေးကမှားခဲ့တဲ့အတွက်ဖြစ်ပေါ်နေတဲ့အကုသိုလ်တွေရောပစ္စုပန်မှာ အမားတွေကြောင့်ဖြစ်ပေါ်တဲ့အကုသိုလ်တွေဒါတွေကလည်းရှိနေတာပါပဲရှောင်လို့မရပါဘူးပယ်လို့မရပါဘူးအဲဒါကြောင့်လည်းဆုံးရှုံးစရာရှိရင်အဆုံးရှုံးခံလိုက်တယ်နင်နာကြရှင်နင်နာခံလိုက်တယ် ဒါအကျွေးဆက်လိုက်တဲ့သဘောပါပဲဒုက္ခပေးရင်လည်းခံလိုက်တယ်ဒါလည်းအကျွေးဆက်လိုက်တာပဲကိုကလည်းကိုမှန်နဲ့ထင်ပြီးတော့ဒုက္ခပေးခဲ့တာနေဒါဘာလို့မဆိုရှိတာပါပဲကံနဲ့ကံရဲ့အကျိုးပေးဆိုတာတတ္တဝါအနန္တလုံးနဲ့ဆိုင်ပါတယ်ကိုနဲ့မဆိုင်ဘူးလို့လို့မရပါဘူး ကံစီမံရခံနေကြရတယ်ဆိုတာနားမလည်လို့ငါလှုပ်ချင်တိုင်းလှုပ်လို့ရတယ်ငါလှုပ်တာသူခံရတယ်သူလှုပ်တာငါခံရတယ်ဒီလိုမျိုးနားလည်မှုမှားတာပါရမီဒါစုကိုတံမိုးထားတယ်ဆိုလေမိဒါစုပြည့်စည်မှာမဟုတ်ပါဘူး တော့ဆရာတော်မှဆိုလဲဒါတရားပြဆရာတော်တစ်ပါးအနေနဲ့ယောဂီတွေဓမ္မမိတ်ဆွေတွေဓမ္မမိသားစုတွေရှိတယ်လို့ပေါ့လူဘွားကမိဘတွေညီကိုတွေဆိုတော့လောကီမိသားစုကလည်းရှိတာပါပဲဒါလည်းရှိနေတာလည်းကုတို့ရဲ့အကျိုးပေးပါပဲ မိသားစုပြည့်စည်တယ်ဆိုတာလေဒါအကုတွေအကျိုးပေးပါမယ်ပြုလုပ်တဲ့အကြောင်းတရားအတိုင်းအကျိုးဖြစ်ပါတယ်အင်္ဂါနဲ့နားလည်မှုဆိုတာတန်ဖိုးရှိတယ်အဲ့ဒါကြောင့်လေမမှန်ကန်ကန်ပြောတာ哦ပဲကိုကနားထောင်နေပေါ့ကိုကလည်းမမှန်ကန်ကန်ပြောတယ်ဒီလိုလုံးမှလည်း နားလည်မှုအမှားတွေနည်းမှာအပြောမှားတွေနည်းမှာပါမှန်မှုဟာအဓိကမဟုတ်ပဲပြောဖို့ဟာအဓိကပဲပြောတင်တာအဓိကမဟုတ်ပဲပြောကျင်တာပြောဖို့ပဲအဓိကထားနေတော့အများစုကတော့နားလည်မှုတွေမှားပြီးတော့ပြောတာတွေကလည်းမှားနေတယ်စကားကိုမှန်မှန်ကန်ကန်သုံးတတ်ဖို့မကြိုးစားတဲ့အတွက်အခုလိုဖြစ်အောင်သုံးတော့အခုလိုဖြစ်နေကြတာပါပဲဒီလို ဖြစ်နေတာလည်းအများစုပါပဲမြန်မာနိုင်ငံမှာဆိုရင်တော့ဒီဘာမှမသေးကြတဲ့စကားတွေပေါ့အတိတ်ပဲမရှိတဲ့စကားတွေဒါတွေကိုလည်းပြောနေကြနားထောင်နေကြတာပဲဒါကတိလအားနည်းလို့ပါပဲအမှန်တရားစကားပြောဆိုတာတော့မှအမှန်တရားနဲ့ပတ်သက်ပြီးတော့ အမှန်တရားကိုအဓိကထားပြီးတော့ပြောဆိုဖို့နားထောင်တတ်ဖို့ကလိုပါတယ်ဒေတာမှာတော့မဟုတ်တာတွေပြောနေတယ်ဆိုတာဒါလက်ခံပြုပြင်ပေးဖို့အတွက်အသုံးချတာပါဒါပြင်အတိုင်းတာတစ်ခုပါပဲအမြဲတမ်းအချိန်တိုင်းပြင်နေမှာတော့မဟုတ်ပါဘူးမကောင်းတာတွေမပြောရဘူးဆိုပြီးတော့ ဒါစီကံချက်ထုတ်လိုက်ရင်ဒါဒီကိစ္စအောင်လွယ်လွယ်နဲ့ရှင်းလို့ရပါတယ်မကောင်းတာပြောရင်မောင်းထုတ်လိုက်အောင်ပါပဲဒါဘာမှခက်တဲ့ကိစ္စမဟုတ်ပါဘူးမောင်းထုတ်ရတာတော့လွယ်တာမရှိပါဘူးဒါပေမဲ့အဲ့ဒါကိုပြုပြင်ပေးရတာခက်တာပါမကောင်းပြောတာကိုသီးခံပြီးတော့ပြုပြင်ပေးနေရတာမကောင်းမြင်နေတာတွေကိုသီးခံပြီးတော့ပြုပြင်ပေးနေလို့တာဒိတ်တာမှမကောင်းတာတွေကိုဒိတ်တာမှရှိတဲ့ယောဂီတွေပြောနေလို့ရတာပါ ဒါလည်းတနိုင်ငံလုံးတိုင်းတာအနေနဲ့ဒီလိုဖြစ်နေတာဖြစ်တဲ့အတွက်လဲ login နီးလမ်းနဲ့ရှင်းရတာခက်တဲ့အတွက်လဲဒါဖြည့်ရှင်းပေးဖို့အတွက်ဒါမကောင်းပြောတာကိုရိတ်တာမှာလက်ခံနေရတာပါဒါပြုပြင်ပေးဖို့ဆိုတော့လေပြုပြင်နိုင်တဲ့လောက်တော့ကုတ္တဝါအားကြီးပါတယ် နားလည်မှုမှားအောင်လုပ်နေလို့လေကိုလည်းနားလည်မှုမှားတာပေါ့မကောင်းပြောနေတဲ့လူတွေကမကောင်းပြောတာပြန်ခံရတာပါပဲမကောင်းတာကိုပဲမကောင်းတဲ့စကားတွေပဲစိတ်ထဲမှာဆွဲနေလို့မကောင်းတဲ့စိတ်တွေပဲဖြစ်နေတာပါပဲတနာစရာကောင်းပါလေကိုယ့်ကိုလည်းနားမလဲပါဘူး ရိတ်တံမှာတော့တရားနဲ့ပြုပြင်ပေးပါတယ်ကိုယ့်အကိုယ်ဆိုင်တော့ပြင်လို့မရပါဘူးဆရာတော်ကိုယ်တိုင်လည်းလူဘဝနေရတော့ဒီကိုယ်မားတွေမပြင်နိုင်ပါဘူးသူတို့အမောက်လည်းမပြင်ပေးနိုင်ပါဘူး ကိုယ်ကကိုကိုပြီးတော့ပြည့်ပြည့်နိုင်တာတွေရှိပေမဲ့အဲ့ဒါတွေကအ ਨੇ ချင်းပါပြောတဲ့လူကဘယ်လိုလူလဲဆိုတာကိုလေ့လာဖို့လိုပါတယ် စိတ်ယောဂါကြောင့်ပြောကျင်တာရှောက်ပြောနေတာတွေကလည်းတဝါးရီတာမှအများကြီးပါပဲဒါတွေကမြန်မာနိုင်ငံထဲကလာတာဆိုတော့လေဒါမြန်မာနိုင်ငံထဲမှာလည်းဒီလိုလူတွေကအများကြီးရှိပါတယ်သူတို့ကြောင်းသိဖို့သူတို့လက်ခံရတယ်သူတို့ပြုပြင်ပေးဖို့လက်ခံရတယ်ဒါစုပေါင်းပြီးပြင်တာပါတရားနဲ့ပြင်တာပါအခုလိုမှန်မှန်ကန်ကန်ပြောဆိုခြင်းအဖြစ်

ကိုယ်သိညာပဲဖြက်ဖြက်သူတစ်ပါးသိညာပဲပြည့်စည်အောင်လုပ်လုပ်အသိညာအောင်ဖြက်စည်းတဲ့အတွက်အသိညာဆုံးရှုံးခြင်းအသိညာအားနေခြင်းဆိုတဲ့အကျိုးတရားတွေဟာဒါအခုလို့အခုဖြစ်တာပါပဲကိုကပုဂ္ဂိုလ်တ attva ရှိတော့တယောက်ယောက်အမြင်နဲ့ကြည့်နေလို့ဒါနားမလဲတာပါ ဒါကြောင့်တိညာတန်မိုးထားတဲ့အနေနဲ့ရရက်တွေမူရစီဝါတွေရှောင်ကျင်းရတယ်ရဘာဝနာပွားများ ထုတ်တယ်ဆိုတာလည်း ိတ်မတည်ငြိမ်မှုစိတ်မစင်ကြယ်မှုဆိုတဲ့ပြဿနာတွေကိုဖြေရှင်းတာပါမလုပ်လို့လည်းဒီလိုစိတ်ထိမရတာတွေပေါ့စိတ်မငြိမ်တာတွေစိတ်မငြိမ်တော့ပြောတာတွေကလည်းအခုတစ်မျိုးတကြတစ်မျိုးပေါ့လုပ်ရတဲ့တွေကလည်းအမျိုးမျိုးပြုလုပ်နေကြတာတွေအများအပြားရှိပါတယ် ဒါတော့ဘာဝနာအလုတ်ကိုပယ်ထားလို့ပါပဲလုံနေတယ်ဆိုရင်ပဲတရားမရရင်တော့မှစိတ်ကထိုက်တလောက်တည်ငြိမ်မှုရှိပါတယ်လုံနိုင်တယ်လောက်လောဘဒေါရမောဟတွေနေပါတယ်ဒါလောဘကြီးဒေါရကြီးမောဟကြီးနေတာလေဒါဘာဝနာ ပြက်လို့ပါပဲဒါတရားထုတ်တဲ့လူနဲ့အားမထုတ်တဲ့လူကွာပါတယ် တရားထုတ်ပြီးတရားရမှလည်းမဟုတ်ဘူးဆိုပြီးတော့အာမထုတ်ကြတော့လေတစ်ဖက်မှာစိတ်ပိုင်းဆိုင်ရာပြက်တနာတွေများပါတယ်ကိုယ်လောဘကြီးနေရမှာမဟုတ်ပါဘူးဒါလှုပ်တင်နေဆိုပြီးတော့ပြည့်လုံနေရမှာပါရရမရရရတယ်ဆိုတာတော့ကိုယ်ကလောနေရင်တော့ရမှာမဟုတ်ပါဘူးအချိန်တန်ရလိမ့်မယ်ဆိုတဲ့နားလည်မှုနဲ့အခုလိုမျိုးတရားထိုင်တရားနှလုံးသွင်းတဲ့အလုပ်တွေကိုလည်း မပြတ်လုံနေဖို့လိုပါတယ် うん。<clears throat> <clears throat> တော့မကောင်းတာတွေလုပ်နေရတော့မကောင်းတာတွေဖြစ်နေမှာပါပဲပြစ်လောက်တာနဲသွားမှတာတတ်တာပါလိမ့်မယ်လောကမဖြစ်ဘူးကတော့တားလို့မရပါဘူးအဖက်မှာလည်းကောင်းတာတွေများများလုံမှ ကောင်းကျိုးတွေကများလာပါလိမ့်မယ်အခုတော့မကောင်းကျိုးပေးတယ်လို့ ပြုလုပ်မှုတွေကြောင့်ဖြစ်ပေါ်တဲ့ကုထုရဲ့အကျိုးပေးတွေကိုလည်းအကျိုးပေးလို့မရအောင်တားဆီးပါတယ်ကုထုကကောင်းကျိုးပေးတယ်လို့အကုထုရဲ့မကောင်းတဲ့အကျိုးပေးတွေကိုလည်းတားဆီးပေးနိုင်ပါတယ် ဆရာဆောင်မတော်စင်ရီအမှုထား၍တော်ပေါ်ကြီးမှပါမီရိတ်တာအတွက်ဒုတိယအချိန်တတိယအချိန်အလူငွေ9000လောက်လူထမ်းပါလေမချူဤခိုင်မီတာစုဒါစင်လက်စင်မီအတွက်၈ချိန်မြောက်လူတတောင်းဒေါက်တာခင်မူ စောဒေါနဲ့နဲ့ဒေါနဲ့နဲ့ဝေဒမမိုးချင်းမယူပြီးခေါင်းဒေါအေးဆန်ဒေါက်တာခင်တန်းအေးဒေါချိုမြတ်မွန်ဒေါက်တာပွင့်ရင်သိန်းဒေါက်တာစင်ဦးလိုက်ဒေါပွင့်လိုက်နီဒေါမြင့်မြင့်ဟန်ဒေါတင်တနာစောကောင်းမှုလက်စမီအတွက်ရှစ်ချိန်မြောက်လူဝင်9000ဥပိတံဒေါ်ဧတံမိတ္တာစုလိုက်ကောကွန်ပျူတာတက္ကသိုလ်မှာ လူငွေ9000ပါမီလမ်းရိပ်တာအသေးအတွက်လူတက်ပါတယ်ဒေါက်တာမြတ်မြတ်တန်းတွဲဘက်ပမောက်ခကွန်ပျူတာတက္ကသိုလ်လိုက်ခေါ်မှပါမီရိပ်တာအတွက်အစုတစုစာ4000ခွဲနှပ်ပန်းပြပါများမှုထား၍ကိုမျိုးအောင်ဒေါ်နင်းတီရာငိမ်စင်ကာပူမြန်မာတင်တန်းเจ้าမိသားစုမစင်မီအတွက်ရှစ်ချိန်မြောက်လူငွေ1000ဒေါ်ဘက်ပမောက်ခတို့ဖွင့်လိုက်နေကွန်ပျူတာတက္ကသိုလ်လိုက်ခေါ်မှ ာမီလာရိတ်တာအတွက်အစုတစုစာ၄000ခွဲဥက္ကမောင်ဆွေတော်ခင်ခင်ယူသမီးမပူပုံမြင့်မိသားစုပါမီလာရိတ်တာအတွက်တတိယခြင်းမြောက်အစုတစုစာ၄000ခွဲဒေါက်တာဂျော်နီကောင်းဖို့စေကမ်းမှပါမီလာရိတ်တာအတွက်လုံဝေ3000လူရမှာလေဒီနေ့ဆန်းချောင်းလင်းလုံးမှာဆုံးခံကြပါမယ်တာဂီတာရိတ်တာမှာဆုံးဖို့ပါမယ် ညနေ6နာရီမှဒီကနေ့လိုက်ကောပြီးကြောက်ပါမယ်ကလောကလောတာချီလေးပဲကိုကြောက်ပါမယ်ယောဂီ70ကျော်လောက်ပါပါမယ်စုပေါင်းမြတ်ဖို့မြောက်ပါမယ်ဗုဒ္ဓံတဏံဒိသာမိဓမ္မံ Swami, Buddha. မြေတံဒေဝေသောမြာဟုလည်းသနုတုကဝိညာဝန္တာစွာဖြင့်သာဓုခေါ်ဆိုပါ အမြာဒီရာမှုကြပါတော့တာ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 ခီးစဉ်က19ရက်နေ့ပြန်ရောက်ပါမယ်အခုကကောင်းမှုကုတို့ပြုလုပ်ဖို့ခီးထွက်တာပါအခက်ခဲတွေကိုကိုကြီးဖြည့်ရှင်းပေးဖို့ခီးထွက်တာပါအလဲတော့တာမဟုတ်ပါဘူးအဲဒါကြောင့်စားဖို့စားတာအဆင်ပြေဖို့နေဖို့အဆင်ပြေဖို့တွားလာတာအဆင်ပြေဖို့အတွက် အဓိကထားနေရင်တော့အဆင်ပြေမှာမဟုတ်ပါဘူးအဲ့လိုလူတွေအဲ့ဒါတွေကိုအဓိကထားမယ်ဆိုရင်တော့ရိတ်တမနေခဲ့တာပဲကောင်းပါတယ်ဒီမှာလဲပုံမှန်တရားထိုင်ပြီပါအောင်ရှမ်းတဲ့ဆရာတော်ကအဆင်ပြေတယ်လို့မနေ့ပိုင်းမှာလဲတရားဟောပြီးပါလိမ့်မယ်